င်မင်းသားနေဥပ္ပဇံလို့အမည်ရတဲ့ဝိထုတို့လေးကိုလည်းဖတ်ပြပေးကြပါလေ။နာတော်တာဆင်ပြေကြပါဦးခင်ဗျာ။တပေါင်းလာဒီကလက်ရကားလူထက်တာသည်ဟုရှေးစာဆိုလိုကတပေါင်းတာခေါင်လာများနောင်ဟုဆက်ဆိုခဲ့ကြသည်။မြတ်စွာဘုရားကနေပြည်တော်သို့ပြန်ကြွရန်အတွက်ကာလူဓာကြီးအမတ်ကဂါဒါပေါင်း64ဂါဒါဖြင့်လျှောက်ထားရတွင်မိုးလီကင်းလို၍ခြေကင်းလက်ကင်းတာယာကပန်းတကားလူပွင့်တော်လာဟုတပေါင်းလာကိုအမုန်းတင်လျှောက်ထားခဲ့ပါသည်။မြမတို့အတွက်မူတပေါင်းလာသည် ဖက်စစ်တို့ကိုတော်လှန်သောလလေးဖြစ်၍မမေ့နိုင်သောလဖြစ်တော်သည်လေခမြေတဲဇံဝိတက်တို့တည့်ရွက်ရောဤအိန္ဒနီဝဲဒင်္ဂီတဝဲဖက်၍စေဆုံးခြေတော်ပုံတို့ရကုံမြိုင်တွင်တော်လုံးလင်းသာနှွေကင်းသမယမင်္ဂလာဟု ခြေစာဆိုလိုရွေးခွဲဒီမှာလေတပေါင်းလဖွဲ့ပင်ထိုအချိန်နှင့်အန်ကိုက်ကုစန်းရီတို့၏အိမ်၌တောင်ဘက်လူမနေသောအိမ်ဝဲထဲ၌အလေးကြပေါင်နေသောမိုးနှံချုံပေါက်ပင်ဘောစကိုင်းမြေများကို ကာဝေယူကဂျပန်ဒေါ်လာရေးတစ်ခုဆင်နွှဲနေကြတော့ကလေးတသားဤအတန်ကစူညံနေဤတေပေတော့ဂျပန်ငပုစုကြာဒါကတော့ကိုစန်းရီဤတူတော်မောင်နိုင်ဦးဤအတန်ဖြစ်တော်သည်တို့နေကိုစန်းရီစိတ်ဝင်စားနားထောင်မိတယ်ဤဟေ့ပြီးရူမာဒိုင်းညာဖြစ်ကောင်ပေလီကွာမှန်မီဥစ္စာငါကတိဟတင်ဆိုးကွာမသိဘူးမင်းသာသိနဗုဒ္ဓဒါရှင်နေပြေခုတ်တော့ပြီးရူမာနိုင်ဦးကိုပြေးဝင်လာတဲ့ကလေးကပင် ဂျပန်ကပုလို့တော့ကလာကကော်စီဂျီတန်သုံးရတော့ကြောင်ပန်းပွဲပစ္စတိုနှင့်ပြင်းထန်ပြီးလေပြီသို့တော့မတည်တော့ကြောင့်တေးဖို့သတိပေးရ၏တို့ပေလေ နိုင်ဦးကသူတို့စစ်ပွဲဤဥရေတာကိုအော်ပြောလိုက်၍ကလာမကြည့်မနဲ့ငြိမ်ခံလိုက်ရသည်တရားတင်ဆုလို့သူသည်တေးရောမရှိဆိုပဲတင်းတိုင်းမောင်မောင်ဆိုအောင်မျိုးထင်းလင်းစတော့ရဲပေါ်များလေတမ်ပလက်တနက်ကိုစီဖြင့်တက်ကွင်းထဲဝင်လာကြကုန်ရာဘေးကကြည့်နေတော့ကုစန်းကြီးရင်ဖိုးသွားရ၏ ြောင်ပင်ဝင်လာရလောဟုသို့သောဂျပန်ဘုရားဆုံးသွားပြီမို့ပွဲပြီးကြောင်းတိုက်ပွဲအစ်စ်ပြန်ဆမီဖြစ်ကြောင်းသူတို့စကားအရသိတော်မှအော်ဒီလိုကိုဟုတီတိုရေရွမိရသည်ဒီတကငါတရားနေဆိုလုံးမယ်ကွာနာမည်အရင်ကိုမသိဟုတ်ကလေးကကလာဟုခေါ်ကြသူကလာကဘီလိန်ဘွားဖြင့်ဓာကုတ်ခံ၍တရားပေါင်းများလို့လားမသိဇက်လိုက်တရားတင်ဆိုတလှဲ့လို့လို့ကြောင်းဆိုလေ၏သို့သောနိုင်ဦးကမရဘူးမင်းမှ၆လုံးဘူးရှိတာမင်းမယ်ငပူလောက်ရမယ်မလောက်ဘူးကွာ မင်းကြီးပဲတရားနေစိုးလုံးနေတာကြာပြီမလို့ရင်မပါနဲ့ကွာပါတယ်ကွာဘာဖြစ်လဲအောင်မခွေးကလာမင်းရပါမို့လဲချိန်နေကရုပ်ချီးပင်တင်းမာ၍ကိုစမ်းရီမှာမနေတာတော့ပဲဝင်ထိန်ရတော့ဒီဟေ့ကလေးတွေလာကြအောင်ကွာဦးလေးကမင်းတို့ကိုပီကေဝေးမယ်ပီကေတီဘလိုမေစီနဲ့ကြာမှသူတို့လေးတွေအပြေးဝင်လာကြ၏ငင်းချမ်းရေးလဲရသွားပုံပေါ်သည်ကစားတာကောင်းပါလေရန်ဖြစ်တာမကောင်းဘူးနော်နိုင်ဦးနဲ့ကလာကနှိုးဆုပ်ပက်တည်းဆိုတာတိကြရဲ့လား နှစ်ယောက်လုံးကောင်းချင်း၍တီးပြီးကြဟန်သူတော်လေနိုင်ဦးမေးသား၌မိခင်နေမကောင်းဖြစ်ကာလုံးမထွက်၍ကလားမေကနှုတ်တိုက်ခဲရသည်တွင်နှုတ်တစ်ဖက်စီပြိုင်ဆိုကြသောသူတို့ကညီကိုထက်ပင်သွေးနေချောင်းပြောကဆုံးမရလေသည်ပြီးကေတစ်ခုစီဝေပေးပြီးတော့မင်းတို့စစ်တိုက်တိုင်းကစားတာကလေဂျပန်နဲ့ကြည်ပါလားကွယ်အင်္ဂလိပ်နဲ့ရောမတိုက်ဘူးလားချစ်သွားခြင်းတစ်ချောင်းကကြီးနေသဖြင့်အမြဲတမ်းပြုံးနေသည်ထင်ရသောမောင်တင့်နိုင်ကား ။ဟာဦးလေးကလည်းအင်္ဂလိပ်ကိုတရားတင်ဆိုကမှမတိုက်တာကြီးကိုအတော်တို့ကတရားတင်ဆိုလုပ်တယ်ကစားတာဗျ။အော်ဒီလိုလား။ဟုတ်တယ်ဦးလေးကတရားတင်ဆိုကိုကျွန်တော်တို့ကြိုက်တယ်။ဇာကနေတော့မောင်မောင်ဆိုကပင်အတက်တရောဝင်ပြော၍တရားတင်ဆိုကကလေးတွေပေါ်တော်တော်ဩဇာညောင်းနေကြောင်းသိလိုက်ရသည်။ဒီနေ့ကဦးလိုမင်းဗီဒီယိုယုံပြတဲ့ဇာကားထဲမှာတိဟတင်ဆိုရဲ့ညီမကိုဂျပန်ကပုကောင်ကပက်လက်ကားရလောက်တာဗျာတိဟတင်ဆိုသည်တော့ဓာတ်နဲ့ခုတ်တက်လိုက်တာတေရောပဲ ောင်တင်နိုင်ပြောစကားကိုရဲလေးရဲ့နေမင်းပြင်ပေးရသည်ဟာဟာဘလက်ကာယပြုတယ်လို့ပြောရတယ်ကွယ်ကိုစန်းရည်သည်ခလေးတို့နဲ့စကားပြောရသည်မှာအပြင်းပြေလာသည်နှင့်ပီကေတစ်ခုစီထပ်ပြီး၍စကားဆက်ရ၏အပြုနှုန်းနှင့်ကလေးတွေကကိုစန်းရည်အမကြီးအိမ်အလဲသွားနေ၍မရှိပါမင်းတို့ဘူတာကဥပောဆန်ကြီးကိုတိလာအခုပြောင်းသွားပြီလေမောင်မျိုးကပီကေဝါရင်တိတယ်စကားမပြီးတဲ့လူကြီးအေးဟုတ်တယ်သူကဥလိုမင်းဗီဒီယိုရုံမှာ တရားတင်ဆိုကြည့်ရင် သူ့မြေးလေးနဲ့လာကြည့်တယ်ဗျ။နိုင်ဦးနေဦးဘောဆန်ကအိနှီးချင်းတွေကိုဗီဒီယိုကြည့်ပဲလေဖြစ်ပေမိ။ကိုဆန်းကြီးကအဲ့ဒီဦးဘောဆန်ကြီးကမှဂျပန်ကိုတကယ်တော်လန်ခဲ့တာကွ။မင်းတို့နားထောင်ကြရင်သူ့အကြောင်းဦးလေးပြောပြမယ်။နားထောင်ကြပါလေဦးလေးရဲ့စိတ်ပါလက်ပါရှိကြတော့ကြောင်းကိုဆန်းကြီးကသူ့တို့မပြင်းရအောင်ဇလန်းပမာပြောပြရလေသည်။ဘောဆန်ကြီးဟေးဘောဆန်အင်းချင်းမနမ်းမီခေါ်ကဝင်လာတော့မတ်တင်အေးကြောင့်ဘောဆန်ထင်းပေါက်နေရာမှာရက်ကာ ဘာလဲဆိုသည့်တဘောမင်းကောပြလိုက်ညစ်ထဲမှာရေမျောထင်းနေဆင်နေကြတယ်ဟဲ့တို့လေသွားဆက်ပြီးရောင်းရအောင်ဟဲ့ထင်းဆက်၍ကန်းသားရေဆက်တွင်ပုံထားသောအညာဆန်သောတင်မောကြီးများကဝိုင်းလာမိထိုးရန်တင်မောကပ်၍ဝယ်တတ်သည်ထင်းလန့်ပုံတဘုံလျင်တုံးကြရသဖြင့်ယခုလိုမိုးဝီကြဆာတွင်ထင်းဆက်သူတွေညကန်း၌တဲတဲလှုပ်နေတတ်သည်ဘောဆန်ကတင်းပေါက်ခွဲနေရမှအစိမ်ကိုချ၍သွားမယ်ဆိုသည့်အနေဖြင့်ညကန်းဘက်မင်းကောကခြေလန်းဖို့ပြင်နေတော့ရာမတ်တင်အေးကရေရင်နှင့် အခုချက်ချင်းမဟုတ်ပါဘူးပေါ်ဆန်ရဲ့ငါသမင်းချင်းစားလိုက်အောင်မယ်နင်ရောစားပြီဗလားပေါ်ဆန်ကပြုံးဖြည်းဖြည်းနဲ့ခေါင်းခါပြလေ၏သူသည်စကားထစ်လာ၍တော်ယုံဆိုပါကမပြောဘဲခေါင်းခါလဲရန်ဖြင့်သာတုံ့ပြန်တတ်ပါသည်မတ်တင်အေးကအိမ်နီးနာခြင်းအမေမုတ်ဆိုးမှကိုစီနှင့်အပြိုင်ဆင်းရဲကြသူများပြီးပြီးတဝူအကြောင်းတဝူအိတ်သွန်ဖောက်ဖောက်တိပီဖြစ်၍ငါသမင်းချင်းညူခဲ့မယ်နင်ရင်ွေးခတ်ထားလိုက်အာအာအေးအေးပါဟအင်ဂျင်ကရှင်းတော့ကလေးရဲ့တီနေတဲ့ဖြင့် ီယိုးပင်မချသည်မဟုတ်တခဏအတွင်းပင်သူတို့လက်ဆောင်စားဝဲစတော့သည်ထမင်းညံဆိုသည့်အတိုင်းသုံးလုံးတင်ထမင်းခဲကြီးကထော်နေအောင်ကြမ်းလာသည်ထိုအပေါ်စီဆန်းစားပြူလာသည်မဟုတ်ဘောဆန်ကမိဖို့တွင်သူအပြေးဝင်ကကျက်သွန်နေနှစ်ခုမြို့သီး6တောင်း၄တောင်းယူလာပြီးအခန်းပဲ့နေသောထမင်းစလုံးတွင်ထဲလိုက်၏မတင်အေးကမဲဒါနဲ့ဆိုမိမိပေါ့ဟာလာစားစို့ဇွန်နှချောင်းတက်၍မင်းရှိရှိကော်စားလိုက်ရင်းနှီးချမ်းပူပူကိုမှုတ်တော့လိုက်ကျက်သွန်နေဥကိုကြိုက်လိုက် မြို့တိတောင်ကိုချိုးကဝါလိုက်ဖြင့်အစာအိမ်ကိုနှစ်သိမ့်စေလိုက်ကြပြီးနောက်မြစ်စိတ်သို့ချိုးတခွေယူကပြတ်ခဲ့ကြပါသည်ချင်းနှင်းမြေရည်ကော်ဖီရောင်ပေါက်နေ၏ရေကြီးကလည်းတန်လာသည်ဖြင့်ရေဆွဲတိုးတန်လိုင်းပုတ်တန်များသည်တဟဲဟဲဩကာကန်းဆက်စီတို့ပြေးဆောင်ကြသည်နှင့်ဆူညံနေပေသည်လူတန်များကလည်းပွက်ပွက်ရိုက်မတက်ပင်ဟေ့ကျိုးဆွဲတော့ဟိဆွဲဆွဲဟုတ်ပြီရေလီနေမျောလာတော့တိကိုင်းတင်းငုတ်တို့ကိုရေထဲကလူမှကျိုးချပေး၍ ကမ်းပေါ်မှလူများတာဝန်ကဆွဲယူရသည်ဖြစ်ပါသည်ရေစည်းတန်လုံးသဖြင့်ဆွဲသူနှင့်မနိုင်သည့်အခါများတွင်ရေထဲကလူများမှတွန်းပို့ပေးရသည်လည်းရှိ၍ဆွဲသူတွန်းသူဟန်ချက်ယူကအဟိနေကြသည်မို့စူညံနေရခြင်းဖြစ်ပါသည်ဘောဆန်သည်အရက်၆ပင်နီးပါးရှိ၍ကာယနှင့်လုတ်ကင်စားရသူပြီးပြီးတန်ဆွမ်းလှ၏ဂုံမောကကျိုးဆွဲသူမတ်တင်အေးမှနှုတ်နေသောမိမသားဖြစ်၍သူ့ကိုညာကဘောဆန်ကဂုံပေါ်ရောက်အောင်တွန်းပို့တည်ကြီးဖြစ်ပါသည် ရေ၌တွန်းကျင်သောမြကံပင်နေဝန်ပိုရွာသားဖြစ်ပေ၍တော်ယုံလူမကူးဝန်သောမြစ်လေနိဘာကူကတော်ယုံအင်အားဖြင့်၂၀ရဲသောတုံတိုင်တို့အထိဖမ်းယူဆဲမနိုင်သည်ဖြင့်လူတကာထက်အသားကောင်းဝါကောင်းရတဲ့လေယာသူနှင့်ထင်းဆဲပဲမတင်အေးမှာတတောင်တတားနှင့်ပင်ထင်းပူရတတ်ပါသည်နေကင်းဘက်ရောက်လာတော့လူနေသွားလိမ့်မည်တမင်းစားပြန်ကုန်ကြ၍ဖြစ်ပါ၏ကန္နာမှလည်းထင်းမုံ၏အစီအရေဖြင့်ရှင်းနေပါသည်ဘောဆန်ကြီးကရေထဲမှမတက်သည် မတ္တေပိုက်စာတို့ဖြစ်နေ၍မလှုပ်ခြင်းတော့ထင်းမုံရိပ်ဝဲနားနေရ၏ပောဆန်သည်ရေစင်းနှင့်မျောလာသောတိုက်ပုတ်ဗေဒါခက်အောက်မှခိုလာတတ်သောဝဇုံတို့ကြီးတွေဖမ်းယူနေသည်ကိုသိ၍ထိုင်ဆောင်ခြင်းမှာဗေဒါပုတ်ကိုဆွဲမသောရုတ်တရက်မြောက်ပါလာသောဝဇုံတို့တကောင်စားနှကောင်စားကိုအမိရဖမ်းယူ၍အပုံစားလေထည့်ခဲ့သည်မှာငါးကောင်၆ကောင်ရနေပြီဖြစ်၍ပောဆန်သည်ရေထဲမှတက်ခဲ့ပြီးစောင့်နေသောမတ်တင်အင်းနှင့်အိမ်တို့အတူပြန်ခဲ့ကြလေ၏ ိမ်ရောက်တော့ပါလာသောပဇွန်တို့ကြီးများကို နေအိမ်တော်မျှဝေကချက်ပြီးလျင်နေရသာသမင်းစားကြပေမည်။ပေါ်စံကအဆင်မလှတော့လေအချင်းလှပေးသည်ဖြင့်သူတကာမသိအောင်ဟင်းစားလေးရှာတတ်၏။ရင်ငိန်တို့ရက်များရောက်တော့ကွန်ဖြင့်အားများရှာတတ်တယ်လို့ကြောက်ဆောင်ကြ၌ပဇွန်စမ်းတတ်၏။ရင်ငယ်ချင်းမြည်ရည်တည်တည်၌ရက်တဲ့ဖြင့်ချွေစာရင်ငါးကလေးတွေလည်းဖမ်းယူကနေအိမ်တော်မျှဝေချက်စားကြသည်ဟုမတ်တင်အေးကအားကိုးရပါသည်။တို့တို့ဖြင့်အချမ်းသာနိုင်တော့လေ ခမင်းတုံးတဲ့အစားကပျော်ရွှင်စွာနေထိုင်လာသောသူတို့ဝန်ဘိုးရွာကလေးတို့ဖက်စစ်ဝါဒီဂျပန်များရောက်လာသည်ဖြင့်သူတို့ဘဝများမုံတိုင်းထံတိုင်းကြီးခြင်းနှင့်ကြုံရလေတော့သည်ကန်စီမန်ရအတန်းလူတို့ဖြစ်ကြပြက်ကြရသည်ပဲလေဝန်ဘိုးရွာသည်ချင်းတွင်မြေအခြေပဲကန်၌လေးမြေရွှေစာရေးထန်းတော်ညောင်သူများရွာတို့နှင့်မဏီမိုးရေးတွင်တည်ရှိကဘုတလင်မြို့နယ်တွင်၌တည်ရှိပါသည်ချင်းတွင်မြေ၏အနောက်ဘက်ကန်တွင်မူကလီမြို့နယ်ပိုင်းဖြစ်သောနက်လက်ပုအိုင်တောင် တရက်ပင်ချိုင်းစသောရွာများရှိလေ၍တောင်သူလုပ်ငန်း၊ရေလုပ်ငန်းစသည်တို့နှင့်အတက်မွေးကြသူများပါသည်။ပညာတို့တက်၍တစ်ဖောင်းဝါပေါင်ချသူအနေငယ်တော့ရှိ၏။ထို့သောအေးချမ်းလာသောရွာများသို့ဖက်စေဝါဒီစေဘလူများရောက်လာသောအခါကြည်လင်သောကံရည်ပင်တွင်ခဲကြတကဲ့သို့ကြည့်ရထသွားတော်သည်။ညောင်သူများကတင်ဝိုင်းကြီးကိုဂျပန်ကပါရိုက်ပြီးအုံနီကုခိုင်းတာဒုက္ခမြတ်တက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 ်ဆိုတော့အုံမေမော်ကပြုတ်ကြတာအောက်ကမြေကြီးခံပြီးလို့သာပါ နှုတ်မှုအဝေစီကိုဓာတ်ရရောက်မှာဟာတနေ့စီကထန်းတော်စိတ်ကံမှာရေရှိုးတဲ့ကလေးမလေးတွေကိုဘလက်ကာယပြုလို့ရွာသားတွေကဝိုင်းရိုက်တော့လူငယ်မှန်သမျှပားရိုက်ခံရတဲ့ရွာတွေကစစ်တွေဖမ်းပြီးတက်စားလိုက်ကြတာပိုက်ဆံပေးကြမှာပေးတယ်ပေးရင်လေဖယားနေပိုက်ဆံနေကွငါတော့မြူပောင်ကွာအလကားပေးလိုက်တယ်ဒီတော့ငါပုကအာရိကတော်ဘိရုမာဗန်ဆိုင်ဆိုပဲဘာပြောမှန်းလဲမသိဘူးသူ့ကလို့မကောင်းတဲ့ရင်ကြော်စောခြင်းဖြစ်နေတော့ကိုရွှေဂျပန်တို့နေကင်းအောင်နေကြကုန်၏သို့တော်မရလီကုန် ဘောဇံကြီးဝါဒနာမှာအားလက်ချိန်များတွင် သူ့လက်ဖြစ်ပလွေကိုရတတ်သိ၍တိဟုသမျှတပုတ်မကြံထိတ်ဝမှတရေတောက်တောက်ကြအောင်မှုတ်လိရှိထိုရောအခါဝင်သူ့မိခင်ကြီးကတော့သူ့သား၏ဂီတတန်တာကိုဆောင်းကောင်းပြီးချုံ၍တော်၎င်းမတ်တင်၏အမေကြီးမဖွားချုံထန်သွား၍ဝဝေမှသောတာဆင်းခြင်းဖြင့်၎င်းရှောင်ရှားရ၏တနေ့ဘောဇံကြီးဝါပလွေနှင့်ဂီတရည်ရင်ကျော်တို့ကောင်းကောင်းကြီးမျောပါနေခိုင်ဤပုံလူမျိုးကိုရိုဆိုးတယောက်ပေါက်ချလာပြီးပြီးရူမှာ ထာပါကိုရှိသလားထာပါကိုဒီပုံကစလိတ်တောင်းခြင်းကိုသူဤပလွေတံကိုနာခံဖို့ရောက်လာသည်ဧတေဟုအထင်ရောက်ကပြုံးပြ၍ပလွေမှုန့်မြဲမှုန့်နေ၏ထာပါကိုဘီရုမာထာပါကိုဂျပန်ကသူ့ကိုမတိမျက်မြင်လှုပ်တည်ထင်ကဝါပလွေကိုဆွဲယူရိုက်ခွဲပစ်လိုက်ပြီခုရာဘက်ကီရိုပါကိုနှစ်ချက်စင်ရိုက်သွားလေ၍ဘောဆန်ခမရတိုင်းလာတော့ဧတေဘီတကားဟုပါဖို့လျက်ဒေါသထွက်ကကြံခဲ့ရ၏အဆဆုံးမြင်လိုက်တော့မတ်တင်အေးလေးက ဂျပန်ထွက်သွားသည်နှင့်အပြေးလာကစက်ထုပ်ထိုးပြချသည်ဗဇက်ကလည်းစီမံမန်းတယ်လို့ဖြစ်ရလီ ပေါ်ဆန်ရဲ့နင်နာတလားရင်နောက်ကိုပလီမမှုန့်နဲ့တော့ဒီတိရိစ္ဆာန်တွေကလူလူသိတာမဟုတ်ဘူးမန်တင်ရဲ့အမူအရာကိုကြည့်ကညနှိုးစာနာစွာရင်၌ဖြစ်ရလီတော့ကြောင်းလက်ကလေးကိုမချင့်မရဲ့ဆုပ်ကင်မိတော့၏မန်တင်ရဲ့ကလည်းမယုံသည့်အပြင်အရှိရွှန်းတော့ဝန်းအစုံနှင့်ပြန်ကြည့်နေတဲ့ဖြင့်ပေါ်ဆန်၏နှုတ်ပြမှရှာရှာပါပါစကားတို့ကြွေကုန်၏ချက်ချစ်ချစ် သူစကားကိုအပြင်လူနားလည်မည်မဟုတ်တော့လေမတင်အေးဤနားစီတို့မူချစ်တဲဟုပိသားစွာရိုက်ခက်လေ၍ငါလဲချစ်ပါတယ်ပေါ်ဆန်ရေထိုနေ့ဒီကအုံပုံယူစားဘဝမှာအတိအလင်းမင်းယူစားဘဝတို့ရောက်ရှိသွားရသည်မို့ဂျပန်ရေးသောပူဇာဟု ဆိုနိုင်သည်တကားပေါ်ဆန်တရားယေရှုဆက်လက်နှင့်ညစ်ထဲကတက်လာခြင်းသည်နည်းနည်းစောစောသာရှိသည်ကပိုက်ထဲတွင်ဘဇွန်တို့ကြီးခုနှစ်ကောင်ပါ၍သူတို့နေအိမ်တောင်မျှဝေကဆက်စားကြမည်ဟုအပျော်စိတ်ကလေးဝင်လာသည်နှင့် ဝမ်းသာခြင်းတွင်သူလုံးနေကြသွားစီ၍တချင်းကြီးလာခဲ့သည်ထိုစဉ်လက်နက်ကိုစီကင်ထားသောဂျပန်နှစ်ယောက်နှင့်ပပင်းတို့ကတနက်နေ့အချိန်ခံရလေသည်သူတို့ပြောစကားကိုသိတော်လေစောစောချီချီရေချွဲလာသည်ကိုမင်းမြန်းသည်ဖြစ်မည်ဟုတွေးမိသည်ဖြင့်ကပိုက်ထဲမှပစုံထုပ်များကိုပြလျက်ခြေဟန်လက်ဟန်ဖြင့်ပြောရလေသည်တဘောကပစုံထုပ်နှိုက်လာတာပါဟု၍ဖြစ်ပါသည်ဂျပန်နှစ်ယောက်ကတော့ပဇွန်ထုတ်ကြီးတွေကိုမြင်ရ၍ခြေဟန်လက်ဟန်ဖြင့်တောင်းတော့ရာပေါ်ဆန်မှာစိတ်မြတ်သက်သာစွာနှင့်မင်း ပေးခဲ့ရတော်သည် ခံပြင်းဒီကတော့အသားများပင်တုံ၍ငိုမဲနေသောမျက်နှာမှာမဲကျုပ်သွားရတော်သည်သူချစ်သူလေးပျော်သွားမိအေးမှုချိုတင်ကကြည်နူးရသော သူစိတ်လျင်သည်နောက်ကြည့်သွားရသည်ကိုအညာဆန်သင်မောကြီးဆိုင်ကထင်းဝဲသည်နှင့်ဘောဆန်သည်မတ်တင်အေးကိုဆရာတင်၍ထင်းသွားရောင်းရာကန်းဆက်တွင်ထင်းရောင်းသူတွေနှင့်စီကားသလိုသင်မောပေါ်တွင်လည်းဂျပန်စစ်သားတော်တော်များများတွေ့ရပါသည်သူတို့ရွာတွင်တဆွဲသောဂျပန်အရာရှိလေတင်းမောဘော်က သူ့ထက်အဆင်းမြင့်မုံရတော့ဂျပန်ဘူကြီးကိုအလေးပြုသတင်းပို့နေဒီမှာဆူညံနေပေ၏ခွိခွိခွားခွားတခြင်းမိုးမှုန်နေပြန်၍နားမလဲတော့လေဟိုက်ဟိုက်နဲ့အောက်ကဂျပန်ဒီအလေးပြုမဆုံးရှိတဲ့ဖြင့်စစ်မိတ်ပေးနေမှန်းတော့အတိတာလှသည်ထင်းလေးပုံရောက်လိုက်ရ၍ငွေစင်းနှစ်ချက်ရလိုက်ရာပေါ်ဆန်က မတ်တင်အေးကို၆ချက်အညီမျှခွဲပေးလိုက်သည်ဤသို့နှင့်တင်းမောထွက်သွား၍လူတွေပါးစားအပြုတ်နိုင်မတ်တင်အေးက သူရေချိုးခဲ့အောင်မြင်မို့ပြန်ရန်နှင့်ဘောဆံကိုပြောသည်ဖြင့်နောက်ဆံတငငငနှင့်ဘောဆံကြီးပြန်ခဲ့လေသည်လူတိုင်းလိုလိုထင်းရောက်ရသောပိုက်ဆံလေးတွေကိုစီကိုင်းကအိမ်ပြန်ကုန်ကြသည်ဖြစ်၍ကန်းဆက်တွင်ရေချိုးမိသူတယောက်စာနှစ်ယောက်စာနှင့်ကလေးတတိုက်တာတင်မောကြီးကိုမျက်စိတစုံမျှော်ကြည့်ရင်းကစားနေရကြသည်ဘောဆံရွာရင်းတို့ဝင်ပြီးမကြမီဂျပန်နှစ်ယောက်တွေအင်းကြီးဗလာခါမှနိုင်ငံပိုင်းအုပ်ရဲ့ရေချိုးစင်းသွားသည်ကိုရှောင်လိုက်ရ၏သူနှစ်ယောက်ကဘောဆံစီက ပဇွန်တို့ကြီးတွေကိုအာရမအလူခံသွားတော့ကိုရောနှစ်ပါမှန်ပောဆန်တီထို့ကြောင့်မတ်တင်ရေးအတွက်စိတ်ဘူးကနောက်ပြန်လှည့်၍ခလန်းလန်းမှလိုက်ကချောင်းပါဤထင်းဒီအတိုင်းပင်ဂျပန်တယောက်ကကိုလုံးဒီရေထဲသို့ဆင်းသွားပြီးကြံတယောက်ကမတ်တင်ရေးရေချိုးနေဒီကိုရိုင်းပြစွာရက်ကြည့်နေဤပောဆန်က အုံမြင်ပင်စီကိုကြွဲကချောင်းနေမှန်ဂျပန်နှကောင်တိပုံမရချီဂျပန်တွေရောက်လာကြတဲ့ကရေကိုအမြန်ချိုးပြီးပြန်ရန်စဉ်းစားထားသောမတ်တင်အေးဒီတုတ်တီးတုတ်ပြ ရေထဲမှတက်လာပြီးထင်းပုံပေါ်လုံး၍တင်ထားခဲ့သောအင်ဂျင်နှင့်ပိုက်ဆံ၆ချက်ကိုယူလျက်အိမ်သို့ပြန်ရန်ရှေးဦးလှဲ့ခိုက်ဂျပန်ခေါ်တော်ကဖြတ်ခနဲ့လက်ဆွဲကမူစုမေလှတကားအိုးမလှုပ်တာတော့လွတ်ပါဂျပန်ကမလှုပ်သည့်အပြင်လက်တစ်ဖက်ဖြင့်မတ်တင်အေးအီပကုံဝိုင်းဝိုင်းလေးကိုတိုင်ဖက်လိုက်၏ပါဇက်မှလည်းဂျပန်လူတေးတီလျက်ယေဆုအဝင်းနှင့်မို့ဖြိုးဝင်းသောအသားရည်နှင့် ိုက်ပက်လာတော့ကျင်လေသည့်ဘဘူးဆရာတူထုလို့လေကျွေးစင်သုံးလောင်းထားသည့်ညမင်းရုပ်ကလေးနဲ့ရှိတော့မတ်တင်အေးကိုအငဲမရပင်နမ်းဖို့ကောင်းကုန်လိုက်၏တို့တော့ဘုတ်ကနေအတန်နှင့်အတူကောင်းသည်အထက်တို့လန်တက်သွားကလူပါထမ်းပင်လဲလဲကျသွားတော့သည် ပေါ်ဆန်သည်ဂျပန်ကိုပါချိတ်ကိုတက်ပြီးနောက်သူချစ်သူဖြူဖြူဝင်းအားထင်းထန်းသလိုထမ်းပြေးသည်ညနေဆောင်တော့ရင်တိတ်တိတ်စောင့်နေတော့ပေါ်ဆန်တို့နှစ်ဦးသားတန်တကြီးဦးချစ်ဖူရောက်လာသည် ဝိချစ်ဖူးကသူ့လူမလာလဲပါသမို့မင်းကိုအေးမယူတော့ဘူးလေကွာတို့မို့ဆိုရင်တို့စစ်သားတယောက်ကိုကိုတိလက်ရောက်စော်ကားရင်စော်ကားသူကိုတေတံအထိပေးလို့ရတဲ့ငါမနေ့တောင်းပန်ထားရတယ်ဒီတော့အပြစ်ဒဏ်ကိုပော့ရော်တော့အပြင်အခုညနေတို့တက်စိတ်တရက်ပင်ရွာကိုပြောင်းရမှာမင်းလီနဲ့ချော့ပွေးပေးရလိမ့်မယ်တဲ့ကွာခေပြင်ထားလိုက်မယ်ဆင်းခဲ့ပါတိလာပေါ်ဆန်ဟဟဟုတ်ကဲ့ရက်ဆက်တော့ပြည်တံဖြစ်သည်ဟုပေါ်ဆန်တိပါသည်ပညာတမိုင်လောက်ကိုရေဆန်ကလှော်ရမည်ခရီးကဂျပန်ခွနှစ်ယောက်စီးမည် နာမည်ကျော်ရွှေစည်းဝဲကြီးကိုရှောင်းဝင်းလှောက်ခတ်ရမည်မူအသက်နှင့်ရင်းရသောခီးဖြစ်ပေလိမ့်မည်။သို့သောပောဆန်ကအကျန်သမားမှုလူဘုမခေါ်ပဲရောက်အောင်ပို့မည်ဟုဂရိပေးလိုက်တော်၏။ပောဆန်၏အမေမလှအိုကသားကိုထမင်းခူးကျွေးရင်းပူပန်စွာနှင့်ငကြွေးကိုပဲ့ကင်ခေါ်သွားပါလားသားရဲ့။ဖြစ်ဖြစ်ပါတယ်အမေရဲ့။စားတော့ပြီးမိခင်ကိုကြတော့ပြီးတော့မျက်စိဆင်းခဲ့တော့ဂျပန်ခွန်းရောက်လေဘော်ကအတင်းဆောင်နေသည်ကိုတွေ့ရပါသည်။ တေနီးတွင်ရက်နေတော့တကြီးဦးချစ်ဖူးကဘောဆန်ကိုစိတ်မချတယ်လို့မှားနေ၏ဘောဆန်မာစတာတွေကိုတရက်ပင်စိတ်သည့်တိတိချာချာပို့ပြီးတော့ကြားလာဘောဆန်သည်ခေါင်းငိမ့်ပြလေးရဲ့လေကိုရေးနေရာအထိတွန့်ချလိုက်ကာရေခါလေလောက်ရအောင်မှဒုခုံတက်ပြီးရေတာကနေဆန်တက်လှော်ခတ်တော်သည်ဒုခနေရောက်တနတ်ကိုစီကြောပွေးကိုစီနှင့်ဖြစ်၍လေကရေပေါ်သို့ပေါ်သည်ဆိုယုံမျှတာရှိတော်၏အာကုံတုံးကလှော်တက်ကိုနှိမ့်၍တော်လေးမှကျွေယုံ၍သည် ဘောဆံကချွေးပေါက်ပေါက်ချလိမ့်ဤသူတို့ရွာမှာသုံးဖာလုံခန့်လော်လီတော်ရွှေစည်ဝဲကြီးရောက်ပါပြီအလင်းရောင်လေပျောက်လူပျောက်ခင်မို့ဘောဆံဒီသူ့အကြံကိုအကောင့်ထဲပေါ်ဖို့လှုပ်တော့သည်ဝဲကြီးကအဟဲဟဲတဝောဝောအတန်ပေးနေ၍ဂျပန်များကွိကွိကွက်ကွအတန်တွေငြိမ်ကြသွားပြီလေနံကိုလက်တွေတင်းနေအောင်ဆုတ်ထားကြသည်ကိုဘောဆံသတိထားမိပါသည်ရောက်မှတောင်းတော့တန်တန်ကြီးပြေးဆင်လာတော့ချင်းနေကြီးရေလျင်သည်ရွှေစည်ရွာနီးရောက်တော့ ညင်နောက်ဘက်ကမ်းပါရှိကြောက်တောင်ကြီးကခြေထိုးခံပြီးတော့ညစ်တွင်းတို့ခြေဆင်းနေရ၌ရေစည်းတို့တပတ်ကျွန်းပြန်တရာလန်လျက်ကြီးလာသောဝဲကတော်ဖြစ်ကတေမင်းငင်တို့အတန်ကြီးထွက်နေခြင်းဖြစ်၏ညီအနောက်ဘက်ကမ်းကိုမှီ၍ဝဲကတော်ရှိနေရအခြေဘက်ကမ်းပါကိုကပ်ပြီးလှော်ပါမှုဝဲပြန့်ရေချောင်းနှင့်ရေတာကိုကလိုက်ရ၏ဤတာကကြုံတော့ပစိုးကိုခံရဝေ့ပြီးကရောင်းမြောင်အောင်ကြိုက်ထားလိုက်ရသည်ကိုရွှေဂျပန်တို့အမြင်မှာတော့ကျုံးကယုံးကလှော်တော့မြည်ပေါ့ ဝဲချီအထက်ပင်90ခန့်လုံသော လေကိုမြင့်လေရစီတန်ရာသို့ဥတီပေးလိုက်တော်သည်ဂျပန်တို့ကဘာမှမသိအနောက်ဘက်ကမ်းရှိတရက်ပင်ရွာတွင်ယနေ့ညအရောက်လာခဲ့မည်ဟုသောအမိန့်သာသူတို့သိသည်လေရစီကိုကမ်းလန့်ခံလိုက်၍နေဆောင်သွားတွင်စောင်းသည့်လေနံကိုတအားဆောင်နှင်းကခုန်ချလိုက်ပြီးဝဲလို့ရသူကုခတ်ပြီးနောက်ပေါ်ဆန်ကြီးသည်သူ့ခရီးတဲ့ဂျပန်တို့အားလှည့်ကြည့်ရသည်ဂျပန်ခုနှစ်ဦးကလေမောက်သည်နှင့်စီလာသောပုဖနက်ကြောပုတ်၏ တနတ်တို့အလေးချိန်ကြောင့်အော်ယံမင်းအချိန်မရလိုက်တော့ပဲရေစလာဝဲစလုတ်ကကျဲမြုပ်ခြင်းခံလိုက်ရသည်ကိုတွေ့လိုက်ရပါသည်ပောဆန်အိမ်တို့ယေရှုဆက်ဆက်ဖြင့်ပြန်ရောက်တော့ညချိန်ငွေအိတ်စိကျက်တွန်ကာစားရှိလေပြီနမိသားစုလုံးမအိတ်ပဲသူ့ကိုစောင့်နေကြ၍ဖြစ်ခဲ့သည့်အကြောင်းအရာတကူတော့ဂျပန်တော်လန်ရေးကိုပြောပြလေတော့အားလုံးမျက်လုံးပြူသွားကြပြီးအရေးပေါ်အစည်းအဝေးထိုင်ကြလေလေးဦးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရပောဆန်သည်မတ်တင်အေးကိုစောင့်ခြင်းလျက်အခြေဘက် လေးမိုင်တာတာဝေးတော်စုံကုန်းရွာရှိဆွေမျိုးများထံခိတဆောင်နေရန်ဖြစ်ပါသည်အမေတို့ရွာမှာခင်အေးတယောက်လုံးရှိတယ်မပူနဲ့လှုပ်အောင်သာပြေးကြတော့ဟဲ့မတင်အေးတွင်အိမ်တော်ခွဲအမမခင်အေးနဲ့ပေါ်ဆန်ဤအကိုဝမ်းခွဲအကိုအမတို့ရှိသေးသည်ဖြစ်ရာအရေးကြုံကညနာလွဲမိသူတွေမဟုတ်တော့ကြောင့်စိတ်ချစွာကိုလိုယုံလျက်ပြေးကြပါတော့သည်နောက်ရက်မှတာမီဂျပန်တပ်ဖွဲ့ပြန်ရောက်လာကစစ်မေးတော့လေတကြီးကအစတရွာလုံးဒေသမအပါဝင်အားလုံးကိုဝဲဆုပ်သွားကြောင် ညီညာစွာထွက်ဆိုကြ၍အမှုပေးလိုက်ရသည်ဆို၏အလွန်ညီသောရွာပြီသည်စုံကုန်းရွာ၌ကြုံရကြပင်လုတ်ကင်စားရမှမိယထာတန်လန်း၌အလုံသမားတနေရာရ၍ကိုဘောဆံကတန်လန်းလုတ်သားမတ်တင်အေးကမုံဒီတုတ်ရောင်းကသာသမီမြေတီပွားစီနေလေပြီ1996ခုနှစ်တွင်ဝန်ဘိုတို့ပြန်သွားကြပါသည်မျိုးလုံးလေးပေကလဲပေကလဲလုတ်ကနားထောင်နေကြသောကလေးတို့ကိုဘယ်နဲ့တော့ကဥပ္ပောဆံကြီးကမင်းတို့တရားတင်ဆိုတဲ့မတာဘူးလား ဥပောဆန်လောက်တိုင်းမကစားကျင်ကြဘူးလားဟိစကားတက်တော့မောင်တက်နိုင်ကမဆိုင်မြင်ဖြေလေဥပောဆန်လောက်တိုင်းကစားရတော့အတော်တို့ကသူ့လိုမှစကားမပြောတတ်တာဦးလေးကလည်းပြီးတော့တနတ်လည်းမပြည့်ရဘူးတော်ပါပြီဗျာတိရတင်စိုးပဲလောက်တော့မယ်ဟိကောင်နေလာကြမကြငင်ပါဘင်းတေပေတော့ငပုစုပ်တိရတင်စိုးกว่าဟူတော့အတန်များတကြော့ပြန်ဝေစီလာလီတော့တည်းကိုင်းကိုစန်းရီရောဗာများတက်နိုင်ပါမည်နီဒီကနေ့ဖက်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပြေခဲ့ကြလို့ အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာရှင်သူညီကုံမောင်မများအားလုံးကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းများတောင်းပေးအပ်ပါရခင်ဗျာ